ကျွန်တော်တို့ Adobe Illustrator မှာဒီရဲ့နီလန်းလေးတွေကိုတည်ထားတဲ့ဆိုရင် border frame design တွေများစွာဖန်တီးနိုင်မှာဖြစ်ပါတယ်။ဒါလေးတွေကိုလက်တွေ့ပြုလုပ်ပြပေးဖို့ရာအတွက် Adobe Illustrator software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ software ဖွင့်လာပြီဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးစာရွက်လေးတစ်ရွက်စပြီးတော့ကျွန်တော်တို့ခေါ်ပါမယ်။ file နဲ့နှင်ပြီးတော့မှ new ဒါမှမဟုတ် control နဲ့ enter နဲ့ကိုနှိပ်ပြီးတော့ Adobe Illustrator မှာကျွန်တော်တို့စာရွက်လေးအစ်တစ်ရွက်ခေါ်လို့ရပါတယ်။ ဒီတော့ကျွန်တော်ဒီမှာတော့နမူနာအနေနဲ့ပြပေးမှာဖြစ်တဲ့အတွက် A4 စာရွက်လေးယူလိုက်ပါမယ်။ Orientation မှာတော့စာရွက်ကိုကျွန်တော်တို့ကအလဲလိုက်အနေထားလေးလိုချင်တာဖြစ်တဲ့အတွက် Landscape ပုံစံလေးကျွန်တော်တို့ရွေးချယ်ထားပါမယ်။ပြီးပြီဆိုရင်တော့အောက်မှာကျွန်တော်တို့ Create ဆိုတာလေးလောက်ခဲ့လိုက်မယ်။ ခရီးရဲ့လလိုက်တန်တဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့အလျားလိုက်အနေထား A4 စာရွက်လေးတစ်ရွက်ရောက်လာတယ်ပေါ့နော်ဒီတော့ဒီရဲ့ A4 စာရွက်ထဲမှာကျွန်တော်နမူနာအနေနဲ့ border frame design လေးတွေကျွန်တော်တို့ဆွဲပြပေးမှာဖြစ်ပါတယ်ဒီတော့ဒါလေးတွေဆွဲဖို့ရာအတွက်ကိုက frame ပုံစံလေးကိုဘယ်လိုမျိုးပုံစံအနေထားလေးလိုချင်တာလဲဆိုတာလေးကိုအရင်ဆုံးကျွန်တော်တို့ shape ပုံစံလေးကျွန်တော်တို့ပုံဖော်ပေးရပါမယ်ဒီတော့ကျွန်တော်ကတော့နမူနာအနေနဲ့အခုလိုမျိုး frame ပုံစံဆွဲတဲ့နီလန်းလေးတွေကိုကျွန်တော်အသေးစိတ်ပြပေးသွားပါမယ် ဒါကြောင့်ကျွန်တော်တို့ဒီလိုပုံစံပရင်လေးတွေကျွန်တော်တို့ရဖို့ရာအတွက်အရင်ဆုံးကျွန်တော်တို့လိုအပ်တဲ့ရှိတ်လေးတွေစပြီးတော့ဆွဲလိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာ2ဘောက်ထဲကနေပြီးတော့ rectangle 2လေးကိုကျွန်တော်တို့ယူပြီးတော့မှလေးလောင်းခွက်ရှိတ်လေးတစ်ခွက်ကျွန်တော်တို့ဆွဲပါမယ်။လေးလောင်းခွက်ကိုကျွန်တော်တို့ကအညီညာလေးရဖို့ရာအတွက် keyboard ကနေပြီးတော့ကျွန်တော်တို့ရှစ်ကိုဖိပြီးတော့မှ အခုလိုမျိုးလေးကျွန်တော်တို့ဆွဲခဲ့လိုက်ပါမယ်။စာရွက်လေးကို မြင်ကွင်းလေးချဲ့ထားပါမယ်။ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ VO နှိပ်ပြီးတော့မှ မူတူးလေးကိုကျွန်တော်တို့ကပြန်ပြီးတော့ခေါ်လိုက်ပါခေါ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီရက်ကျွန်တော်တို့ရှိတ်လေးကို copy လေးပွားလိုက်ပါမယ် order ကိုလက်ကဖေးမောင်းရက်လက်ကလစ်လေးနဲ့ဖိဆွဲပါမယ် keyboard ကနေပြီးတော့ဒီဘက်ကိုတက်တက်လေးထွောင်းကျွန်တော်တို့ရှိတ်ကိုဖိပြီးတော့မှကျွန်တော်တို့ copy လေးပွားလိုက်ပါမယ်အခုလိုမျိုးဟိုဘက်ဒီဘက်ကျွန်တော်တို့အညီအညာလေးရပြီဆိုရင်တော့ကျွန်တော်တို့လောက်ခတ်လိုက်ပါမယ်ပြီးပြီဆိုရင်တော့နောက်ထပ်ကျွန်တော်တို့က copy တွေထပ်ပြီးတော့ပွားဖို့ရာအတွက် keyboard ကနေပြီးတော့မှ control ရဲ့ ဒီရကျွန်တော်တို့တစ်ချက်ချင်းလေးနှိပ်ပြီးတော့မှစက်တစ်ခုလောက်ကျွန်တော်တို့ copy လေးပွားခဲ့ပါမယ်အခုလောလောဆယ်ကျွန်တော်တို့3ခုရှိနေပြီ4ခု5ခု6ခု9ခု10ခု11ခု9ခု10ခု11ခုပေါ့နော်အခုလိုမျိုးလေးကျွန်တော်တို့ကဒီရရှိတ်လေးရှိတ်လေးတွေကို11ခုလောက်ကျွန်တော်တို့ copy လေးပွားခဲ့ပါတယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဓာရီအားလုံးကိုဆက်လက်လေးမှတ်တယ်ဆက်လက်မှတ်ပြီးသွားပြီဆိုရင်တော့အစောနာကလိုပဲအောက်ဖက်အချမ်းလေးအတွက် copy လေးပွားပါမယ် order ကိုလက်က fee ရှစ်ကိုပါလက်ကဖိပြီးတော့မှအောက်အတွက်ကျွန်တော်တို့အခုလိုမျိုးလေး copy ပွားလိုက်မယ်သူ့ကိုလည်းကျွန်တော်တို့ကအောက်ကို7ခုလောက်ထပ်ပြီးတော့မှ copy လေးပွားလိုက်ပါမယ်အခုလောလောဆယ်ကျွန်တော်တို့နှစ်ခုပွားနေပြီ control နဲ့ D နဲ့ကိုကျွန်တော်တို့ကတစ်ချက်ချင်းလေးနှိပ်ပြီးတော့မှ7ခုလောက်ကျွန်တော်တို့ copy ပွားမယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဒီမှာဘယ်နှခွက်ရပြီလဲဆိုရင်1 2 3 4 5 6 9 10 17ပေါ့နော် အခုလိုမျိုးလေးကျွန်တော်တို့ကအကွက်လေးတွေကျွန်တော်တို့ဆက်တစ်ခွက်ပတ်လဲကျွန်တော်တို့ဆွဲခဲ့လိုက်ပါမယ်။ဒါလေးဆွဲပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဖရိန်ပုံစံလေးကျွန်တော်တို့ပြုလုပ်ဖို့ရာအတွက်လိုအပ်တဲ့ကျွန်တော်တို့ရှိတ်လေးတွေကိုပုံဖော်လိုက်ပါမယ်။ဒါကြောင့်ရှိတ်တွေအားလုံးကိုကျွန်တော်တို့ကလွတ်တဲ့နေရာကနေပြီးတော့မှမောင်းနေဖိဆွဲပြီးတော့ဆလတ်လေးတွေပေးခဲ့လိုက်ပါမယ်။ဆလတ်ပေးပြီးသွားပြီဆိုရင်တော့တူးပေါက်ထဲကနေပြီးတော့မှကျွန်တော်တို့ရှိတ်ဖီတာ2လေးကျွန်တော်တို့ယူလိုက်ပါမယ်။ ရှေ့ဖေတာ2ကိုခေါ်ပြီးသွားပြီဆိုရင်เนาะကျွန်တော်တို့ဒီမှာအပေါ်ဆုံးလေးမှာရှိနေတဲ့ဒီရဲ့ရှေ့တွေကိုကျွန်တော်တို့ပေါက်ခဲ့ပါမယ်။ဒါကြောင့်ကျွန်တော်တို့ကမောက်ရက်လက်ကလက်လေးနဲ့ဖိဆွဲပြီးတော့မှရှေ့တွေအားလုံးကိုကျွန်တော်တို့ပေါက်ခဲ့လိုက်ပါမယ်။ဒီအောက်ဆုံးလေးမှာရှိနေတဲ့ရှေ့လေးတွေကိုလည်းကျွန်တော်တို့အခုလိုမျိုးလေးပေါက်ခဲ့လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ဒီမှာတကွက်ကြော်အနေထားနေပြီးတော့မှကျွန်တော်တို့အခုလိုမျိုးပုံစံလေးဆွဲပြီးတော့မှရှေ့လေးတွေကိုပေါက်ခဲ့လိုက်ပါမယ်။ ိတ်တွေကိုပေါက်ခက်လိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့နေရာလေးမှာလည်းအခုလိုမျိုးပုံစံလေးကျွန်တော်တို့ပေါက်ခက်ပေးလိုက်ပါမယ်ပြီးတော့ပြီးဆိုရင်တော့ဒီနားလေးမှာလည်းကျွန်တော်တို့အခုလိုမျိုးလေးပေါက်ခက်လိုက်ပါမယ်ဒါကတော့ကျွန်တော်တို့ကရှိတ်ပုံသဏ္ဍာန်တွေပေါ်တဲ့အခါမှာ ိုလိုချင်တဲ့ပုံစံလေးတွေရအောင်ရှိတ်ဖီတာတူးလေးကိုသုံးပြီးတော့မှချိန်နှစ်သက်တဲ့ပုံစံလေးကျွန်တော်တို့ follow လုပ်ရတယ်ပေါ့နော်ကျွန်တော်ကတော့အခုလိုမျိုးဖရင်ပုံစံဒီဇိုင်းလေးရဖို့ရာအတွက်ရှိတ်ဖီတာတူးလေးနဲ့ကျွန်တော်တို့ဆွဲခဲ့တဲ့လေးတောင်ွက်လေးတွေကိုသုံးပြီးတော့ရှိတ်ဖီတာတူးနဲ့ကျွန်တော်တို့အခုလိုမျိုးလေးပုံဖော်ခဲ့ပါတယ်ပုံဖော်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကကိုပုံဖော်ထားတဲ့အပိုင်းလေးပဲကျွန်တော်တို့လိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ selection tool လေးကိုပြန်ခေါ်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ ကိုပြုတ်လောက်ထားတဲ့အပိုင်းလေးကိုကျွန်တော်တို့ကဆွဲပြီးတော့မှထုတ်လိုက်ပါမယ်။ ခုလိုမျိုးလေးကျွန်တော်တို့ဒီမှာကိုပုံဖော်ထားတဲ့အပိုင်းလေးကိုဆွဲထုတ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ကသူ့ရဲ့ color ရောင်လေးကိုအမဲရောင်လေးပြောင်းခဲကြည့်လိုက်ပါမယ်သူ့ရဲ့ stroke color လေးကိုတော့ကျွန်တော်တို့ကနန်းထားခဲ့လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ပုံဖော်ထားတဲ့ color ပုံစံလေးပေါ်လာပြီပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီဘက်ကအပိုင်းတွေကမလိုအပ်တော့ဘူး color လေးမှတ်ပြီးတော့မှကျွန်တော်တို့ bus pay နဲ့ဖြတ်ခဲလိုက်လို့ရပါတယ်ဒီလိုပုံစံလေးကျွန်တော်တို့ကရလာပြီဆိုရင်တော့ထောင်းအနေပြီးတော့မှရှစ်နဲ့ order လေးနဲ့ကိုပြပြီးတော့ နဲ့အနှဲငယ်ကျွန်တော်တို့သိခဲ့လိုက်ပါမယ်။ဒါလေးသိပြီးသွားပြီဆိုရင်တော့ DI ရှိန်လေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ frame ပုံစံလေးတွေကျွန်တော်တို့ကပြုတ်လုံမှာဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်တို့ကပတ်တန်အနေနဲ့ကျွန်တော်တို့သိခဲ့ပေးဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်တို့ကသူ့ကိုဆက်လက်လေးမှတ်ထားမယ်။ window menu တွေကနေပြီးတော့မှ brand ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်မယ်။ဒီရပုံစံလေးကိုကျွန်တော်တို့ကဒီရ brand box ထဲကိုကျွန်တော်တို့ဆွဲထည့်လိုက်ပါမယ်ထည့်လိုက်တဲ့အခါမှာအခုလိုမျိုး new brand ဆိုပြီးတော့ပေါင်လေးပေါ်လာပါလိမ့်မယ် ဒီနေရာမှာကျွန်တော်တို့ကပတ်တန်ဘရက်ဆိုတာလေးကိုရွေးပေးထားပြီးတော့โอเคလေးနှိပ်ခက်လိုက်မယ်အခုလိုမျိုးလေးကျွန်တော်တို့ပေါ်လာပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ကနေမှာပတ်တန်ဘရက်1ဆိုပြီးတော့မှကျွန်တော်တို့ပေါ်နေပါတယ်ဒီတော့ဒီရဲ့နေရာလေးမှာအခုလိုပုံစံလေးပဲထားခဲ့မယ်โอเคလေးနှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီရဲ့ရှိတ် ပုံတန်းလေးကပတ်တန်အနေနဲ့အခုလိုမျိုးကျွန်တော်တို့ brush bow ထဲမှာကျွန်တော်တို့ဝင်သွားတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဒီရဲ့ပုံလေးကမလိုအပ်တော့ပါဘူးဆလတ်လေးမှတ်ပြီးတော့ bass bait နဲ့ကျွန်တော်တို့ဖြတ်ခဲလိုက်လို့ရပါတယ် ပြီးရင်တော့ကျွန်တော်တို့ကအလွယ်တကူပဲကိုပြုတ်လောက်လို့တဲ့ရှိတ်လေးတွေကိုဒီဇိုင်းလုပ်ပြီးတော့မှဖရိမ်ပုံစံလေးတွေစပြီးတော့ဖန်တီးလို့ရသွားပါပြီ။ဒါကြောင့်တူပေါက်ထဲကနေပြီးတော့မှအရင်ဆုံး၄000ကျပ်ဖရိမ်ပုံစံလေးစပြီးတော့ဆွဲမှဖြစ်တဲ့အတွက် rectangle တူးလေးနဲ့ကျွန်တော်တို့ကအခုလိုမျိုးလေး၄000ကျပ်ပုံစံလေးကျွန်တော်တို့ဆွဲခဲ့လိုက်ပါမယ်။ပြီးရင်တော့သူ့ရဲ့ကျွန်တော်တို့ color ရောင်ကိုနန်းထားခဲ့လိုက်ပါမယ်။စတောက်ကာလာလေးကိုတော့ကျွန်တော်တို့ကအမဲရောင်လေးထားခဲ့လိုက်ပါမယ်။ သူ့ရဲ့စတုပ်ဆိုင်လေးကိုတော့ဝမ်းလောက်လေးပဲထားခဲ့မယ်အခုလိုမျိုးလေးကျွန်တော်တို့ကဆွဲပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ branch ပေါက်ထဲကနေပြီးတော့မှအစောနောက်ကကျွန်တော်တို့ပြုတ်လောက်ထားခဲ့တယ် pattern branch 1ဆိုတာလေးရွေးလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ frame ပုံစံလေးရရှိသွားပြီဖြစ်ပါတယ်ဒီတော့အခုလက်ရှိကျွန်တော်တို့ပရိပုံစံကအရန်ကြီးကျွန်တော်တို့ကြီးနေတယ်ပေါ့နော်စတုပ်ကြီးကဒီလောက်အထူးအနေထားကြီးကျွန်တော်တို့မလို့ချင်တာဖြစ်တဲ့အတွက်ကိုလိုချင်တဲ့ပုံစံလေးတွေရအောင်ကျွန်တော်တို့က ူ့ရဲ့စတုပ်အထူအပားကိုကျွန်တော်တို့ပြန်ပြီးတော့ပြင်ပေးလို့ရပါတယ်။ဘယ်ကနေပြီးတော့ပြင်ရမလဲဆိုရင်တော့ကျွန်တော်တို့ပြုတ်လောက်ထားခဲ့တဲ့ဒီမှာ brush box ထဲကနေပြီးတော့ pattern brush 1ဆိုတဲ့နေရာလေးမှာ double click ကျွန်တော်တို့နှိပ်ခတ်လိုက်ပါမယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာသူ့ရဲ့ site လေးတွေကိုကျွန်တော်တို့ကကိုလိုအပ်သလောက်လေး short ချခဲ့လို့ရပါတယ်။ကျွန်တော်ဒီမှာ20နဲ့5လောက်လေးထားခဲ့မယ်။ okay လေးနှိပ်လိုက်မယ်။အခုလိုမျိုးလေးကျွန်တော်တို့ box လေးကြာလာတယ်ဆိုရင်တော့ applying to စတုပ်စွာလေးကျွန်တော်တို့လုပ်ခဲ့ပေးလိုက်ပါမယ်။ဟောဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်။ကျွန်တော်တို့ဆွဲထားခဲ့တဲ့ frame ပုံစံလေးကအခုလိုမျိုးပုံစံအနေအထားလေးကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်။ပြီးရနောက်ထပ်ကျွန်တော်တို့မတူညီတဲ့ frame ပုံစံလေးတွေထပ်ပြီးတော့ဆွဲပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီထက်အနေပြီးတော့မှ rectangle 2လေးကိုပဲကျွန်တော်တို့ယူခဲ့လိုက်ပါမယ်။ပြီးရတော့ကျွန်တော်တို့ဒီမှာ၄ round ကွက်လေးတစ်ကွက်ကျွန်တော်တို့ဆွဲခဲ့လိုက်မယ်။ အနားလေးတွေကိုကျွန်တော်တို့ကအနှဲငယ်လုံးတဲ့ပုံစံလေးဆွဲကျင်တာဖြစ်တဲ့အတွက်ပွိုင်တာလေးရနေပြီးတော့အခုလိုမျိုးလေးလုံးလိုက်ပါမယ်ကျွန်တော်တို့လိုချင်တာကအနားတွေကိုအခုလိုပုံစံအနေထားလုံးချင်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီရက်ဓာတ်ပုံတွေကလိုမျိုးအနားလေးကအောက်ကနေပြီးတော့ကွေးသွားတဲ့လိုပုံစံလေးလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ keyword ကနေပြီးတော့မှ order လေးကိုလက်ကပ်ပြီးဒီရက် pointer အမှတ်လေးမှာ click တစ်ချက်နှိပ်လိုက်တဲ့ဆိုရင်တော့အခုလိုမျိုးလေးကျွန်တော်တို့ကအောက်ကနေပြီးတော့မှ round ပုံစံလေးရကျွန်တော်တို့ corner ပုံစံလေးရကွေးသွားတယ်ပေါ့နော်ဒီလို ပုံစံတန်းလေးရပြီဆိုမှကျွန်တော်တို့ဒီ brush ထဲကနေပြီးတော့ကျွန်တော်တို့ပြုတ်လောက်ထားတဲ့ pattern brush လေးကိုယူလိုက်တယ်ဆိုရင်အခုလိုမျိုးပုံစံအနေထားလေးရရှိသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ frame design တွေဆွဲတဲ့အခါမှာအခုလိုမျိုးပုံစံ frame လေးတွေကိုကိုယ့်ရဲ့စိတ်တိုင်းကျအလွယ်တကူကျွန်တော်တို့ဆွဲလို့ရသွားပြီပေါ့နော်ပြီးရနောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့မတူညီတဲ့ပုံစံလေးဆွဲကြည့်ပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ၄ round ကွက်လေးတစ်ကွက်ဆွဲတယ် ဒီတကာတော့ကျွန်တော်တို့ကအနားလုံးတဲ့ပုံစံလေးကျွန်တော်တို့ယူထားလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာအလွယ်တကူပဲ frame လေးကိုကျွန်တော်တို့ရွေးလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့လိုချင်တဲ့ frame ပုံစံလေးရရှိသွားပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့က၄ round ခွက်တွေနဲ့သက်ဆိုင်တဲ့ frame ပုံစံလေးတွေကိုကျွန်တော်ကနမူနာဆွဲပြပေးတာပေါ့နော်ဒီတော့ကျွန်တော်တို့နောက်ထပ်မတူညီတဲ့ပုံစံလေးတွေစဝိုင်းပုံစံလေးတွေကျွန်တော်တို့ဆွဲကြည့်ပါမယ်ဒါကြောင့်တူးပေါက်ထဲကနေပြီးတော့မှ elipid 2လေးယူလိုက်မယ်စဝိုင်းလေးတစ်ဝိုင်းဆွဲကပ်လိုက်မယ် ဆက်ဝိုင်းကိုကျွန်တော်တို့ကဝိုင်းဆက်ဆက်လေးထွောင်းကီးဘုတ်ကနေပြီးတော့ရှစ်ကိုဖိပြီးတော့ဆွဲခဲ့လိုက်ပါမယ်အခုလိုမျိုးလေးကျွန်တော်တို့ဆွဲပြီးသွားပြီဆိုရင်တော့ brush box ထဲကနေပြီးတော့မှကျွန်တော်တို့ပြည့်လုပ်ထားတဲ့ pattern brush လေးကိုရွေးလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဆက်ဝိုင်းရှိတ်လေးကနေပြီးတော့မှအခုလိုမျိုးကျွန်တော်တို့ဆက်ဝိုင်း frame ပုံစံလေးအလွယ်တကူကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ဒီထိနားလည်လောက်မယ်လို့ထင်တယ်ဒီထဲကနေပြီးတော့နောက်ထပ်ကျွန်တော်တို့ polygon tool လေးယူလိုက်ပါမယ် ပိုလီဂွန်2ကိုဆွဲတဲ့အခါမှာအညီညာလေးရအောင်ကျွန်တော်တို့ကီးဘုတ်ကနေပြီးတော့ရှစ်ကိုဖိပြီးတော့ကျွန်တော်တို့ဆွဲပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ရှိတ်လေးကိုနေရာလေးကျွန်တော်တို့ပြန်လိုက်ပါမယ်ဒီကကျွန်တော်တို့ကရှိတ်ကို rounded အနေနဲ့နည်းနည်းလေးကျွန်တော်တို့ကဒီမှာအနားလေးတွေကိုကျွန်တော်တို့လုံးကျင်တဲ့အခါမှာသူ့ရဲ့ pointer ကနေပြီးတော့မှအနားလေးတွေကိုကိုယ့်ရဲ့စိတ်တိုင်းကျလုံးခဲ့လို့ရပါတယ်ဒါလေးကျွန်တော်တို့လုံးပြီးသွားပြီဆိုရင်တော့ဆက်လက်လေးမှတ်ထားပြီးတော့ brush box ထဲကနေပြီးတော့ကျွန်တော်တို့ပြုလုပ်ထားခဲ့တဲ့ pattern ပုံစံလေးကိုရွေးချယ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးပုံစံအဖရင်ပုံစံလေးကျွန်တော်တို့ရရှိသွားတာကိုတွေ့ရပါလိမ့်မယ်။ဒါဆိုကျွန်တော်တို့အခုလိုပုံစံဒီဇိုင်းလေးလည်းဆွဲရမယ်လို့ထင်တယ်။ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီမှာမတူညီတဲ့ပုံစံလေးထပ်ပြီးတော့ဆွဲမယ်။ဒီတစ်ခါတော့ကျွန်တော်ကကျဲပုံစံလေးဆွဲလိုက်မယ်။ဒါကြောင့်ကျွန်တော်တို့ tube box ထဲကနေပြီးတော့ star 2ကိုယူလိုက်ပါမယ်။ရှစ်ကိုဖိပြီးတော့မှကျဲလေးတစ်ခုကျွန်တော်တို့ဆွဲခဲ့လိုက်ပါမယ်။ ဒီအကျဲပုံစံလေးမှာကျွန်တော်တို့ကအနားလေးတွေကိုကျွန်တော်တို့ကလုံးတဲ့ပုံစံလေးကျွန်တော်တို့ရကျင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ keyboard ကနေပြီးတော့ AO နှိပ်ပြီးတော့ direct selection tool လေးခေါ်လိုက်ပါမယ်ပြီးရင်တော့သူ့ရဲ့ကျွန်တော်တို့အနားလေးတွေကို pointer မှတ်လေးရနေပြီးတော့အနှဲငယ်ကျွန်တော်တို့လုံးတဲ့ပုံစံလေးယူခဲ့လိုက်မယ်ဒီလိုလေးရသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာ brush bolt တွေကနေပြီးတော့မှကျွန်တော်တို့သတ်မှတ်ထားခဲ့တဲ့ pattern brush လေးကိုရွေးချယ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးပုံစံအနေထားလေးရရှိသွားတာကိုတွေ့ရပါလိမ့်မယ်။ဒါကတော့ကျွန်တော်တို့ Adobe Illustrator မှာ frame design တွေဆွဲချင်တယ်ဆိုရင်တော့အခုနီလာလေးတွေကိုတိထားတယ်ဆိုရင်တော့ frame ပုံစံလေးတွေကိုအများကြီးကျွန်တော်တို့ဆွဲနိုင်မှာဖြစ်ပါတယ်။ပထမတစ်ခုကိုပဲကျွန်တော်တို့ကကိုလိုချင်တဲ့ shape ပုံစံလေးတွေကျွန်တော်တို့ရွေးထားပြီးတော့ ြုလုပ်ထားခဲ့မယ်။ဒါလေးအားလုံးရှိန်လေးတစ်ခုကျွန်တော်တို့ရပြီဆိုတာနဲ့တပြိုင်တည်းကျွန်တော်တို့ brush ထဲမှာကျွန်တော်တို့ဆွဲထည့်ပြီးတော့အလွယ်တကူ shape ပုံစံလေးတွေပေါ်ပြီးတော့အခုလိုမျိုး frame ပုံစံတွေအများကြီးကျွန်တော်တို့ဖန်တီးနိုင်မှာဖြစ်တယ်ပေါ့နော်။ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်နေ။ Google လက်တွေ့လိုက်ပြီးတော့လေ့ကျင့်ရင်းနဲ့ စမ်းကြည့်ပေးလို့ရပါတယ်။အကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။ကျွန်တော်တို့အခုလိုမျိုးဖရင်လေးတွေဆွဲပြီးသွားပြီဆိုရင်တော့ DF file လေးကိုကျွန်တော်တို့ကသိမ်းခဲ့ပေးလို့ရတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ file နဲ့နေပြီးတော့စိတ်ဆိုတာလေးနဲ့ကျွန်တော်တို့သိမ်းခဲ့လိုက်ပါမယ်။ဘယ်နေရာမှာသိမ်းခြင်းလဲကိုသိမ်းလို့တဲ့ file လမ်းကြောင်းလေးကိုကျွန်တော်တို့ရွေးပြီးတော့မှ file number လေးပေးပြီးတော့စိတ်ဆိုတာလေးနှိပ်ပြီးတော့ ဒီရက်ကျွန်တော်တို့ frame ပုံစံလေးကိုတင်ခဲ့ပေးလို့ရပါတယ်အခုဒီမှာတော့ကျွန်တော်ကမသိနေတော့ဘူးပေါ့နော်အခုဒီလိုမျိုးလေးကျွန်တော်တို့ဆွဲပြီးသွားတဲ့အချိန်မှာဒီရက်ကျွန်တော်တို့ပုံလေးတွေကိုဓာတ်ပုံအနေနဲ့ကျွန်တော်တို့စိတ်ကျင်နေဆိုရင်တော့ final နဲ့ပြီးတော့စိတ်လိုစိတ်ရတုံးနဲ့ကျွန်တော်တို့မစိတ်တော့ပဲနဲ့ final နဲ့ပြီးတော့ export ဆိုရင်အထဲဝင်ပြီးတော့စိတ်အပ်ဆိုတာလေးနဲ့ဒီ export app ဆိုတာလေးနဲ့ကျွန်တော်တို့တင်ခဲ့လဲလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ desktop ပေါ်လေးကိုတင်ခဲ့ပြီးတော့မှ final မယ်လေးတစ်ခုခုကျွန်တော်တို့ပေးခဲ့မယ် export ဆိုတာလေးနှိပ်ခက်လိုက်ပါမယ်။ okay လေးနှိပ်ခက်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ shape ပုံစံလေးတွေအားလုံးကိုကျွန်တော်တို့ desktop ပေါ်မှာ dev ပုံအနေနဲ့စေပေးသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။အခုဒါဆိုရင်ကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်တယ်။ကိုကိုတိုင်းလက်တွေ့လိုက်ပြီးတော့လေ့ကျင့်ရင်းနဲ့ စမ်းကြည့်ပေးလို့ရပါတယ်အကယ်၍ကျွန်တော်တို့ Adobe Illustrator software ကိုသုံးပြီးတော့အခုလိုမျိုး frame ပုံစံလေးတွေကိုကိုကိုတိုင်းစွဲတတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ TONE dance ဆိုပြီးတော့လည်းရေးခဲ့ပေးပါဦးခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာလေးတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ် အားလုံးအဆင်ပြေကြပါစေခင်ဗျာ